ားလုံးပဲမင်္ဂလာပါဒီတစ်ခေါက်တင်ဆက်ပေးဖို့အတွက်ရွေးချယ်ထားတဲ့စာအုပ်လေးကကျွန်တော်သာခမားဖြစ်ခဲ့ရင်ဆိုတဲ့စာအုပ်လေးပဲဖြစ်ပါတယ်ဒီစာအုပ်လေးထဲမှာတော့လူတယောက်ကိုချစ်တဲ့အခါမှာရှိတင်ရှိထိုက်တဲ့စိတ်နေသဘောထားလေးအကြောင်းကိုရေးသားထားတာဖြစ်ပါတယ်ဘယ်လိုအကြောင်းအရာတွေလဲဆိုတာကိုတော့ဆက်လက်နားဆင်ကြပါခင်ဗျာကျွန်တော်ကတော့တင်ဆက်သူမီယိုပဲဖြစ်ပါတယ်ဒီ channel လေးကမိတ်ဆွေတို့အတွက်အကျိုးရှိစေမယ့် စာဥစာပေးကောင်းတွေကိုအမြဲတင်ဆက်ပေးနေတာဖြစ်တဲ့အတွက် like and subscribe လုပ်ခဲ့ပြီးပို့လဲတောင်းဆိုလိုက်ပါတယ်ခင်ဗျာဒါဆိုရင်စာအုပ်လေးကိုဆက်ပြီးတော့နားဆင်ကြည့်ပါခင်ဗျာခိုင်မာတဲ့အချစ်ဆိုတာဘာလဲအချစ်ဆိုတာတစ်စိမ်းနှစ်ယောက်ကိုတဦးနဲ့တဦးပေါင်းဆက်ပြီးတဲ့နှွေးထွေးတဲ့စိတ်ခံစားမှုတစ်ခုပဲမဟုတ်လားဒါပေမဲ့အချို့အချစ်တွေကတစ်ခါတုံးပြည့်စည်တွေလို့ ခဏတာလိုရဲ့အချိန်မှာကြည်ကြည်နက်နက်အသုံးချပြီးစွန့်ပစ်လိုက်ကြတာတွေတွေ့နေရတယ်။တချို့လူတွေအတွက်ကတော့ခံစားရလွယ်ပါတယ်လေ။တချို့လူတွေအတွက်ကတော့စိတ်တန်ရာတွေရာသွားတတ်တယ်။တချို့လူတွေကငါအချစ်ငါစိတ်ဆိုပြီးတခြားသူရဲ့ခံစားမှုကိုနားလည်ဖို့မစင်စားပဲသူတို့ဖြစ်နေတာပဲမြင်ကြတယ်လေ။တကယ်တော့အချစ်ဆိုတာအနားမှာရှိတဲ့သူကိုအတုံးချဖို့မှမဟုတ်တာ။ အတူတူတန်မိုးထားဖို့အတူတူခံစားနားလည်ဖို့ပဲလေအချစ်ဆိုတာစိတ်တစ်ခုနဲ့တစ်ခုဆက်နွယ်ပြီးမှတယောက်နဲ့တယောက်နှလုံးသားနဲ့တင်ထားမိကြတာပဲမဟုတ်လားဒါပေမဲ့တချို့ကတယောက်ကိုတယောက်လိုချင်တဲ့အခါချစ်ကြပြီးနောက်ဆုံးကြပြန်တော့လိုအပ်တယ်လို့မလိုအပ်တယ်လို့လေးနဲ့ပြန်လှုပ်ပြစ်တတ်ကြတယ်အတုံးပြူပြီးတာနဲ့မီးကုန်သွားတဲ့မီးချစ်ဆန်တစ်ခုလိုပါပဲအဲ့လိုအချင်းမျိုးဟာလောဘရဲ့စိတ်အားထက်သန်မှုတစ်ခုလိုပဲမဟုတ်လား ချစ်ချင်းဆိုတာတန်ဖိုးထားခြင်းတာဝန်ယူခြင်းမျှတမှုနဲ့တဦးကိုတဦးနားလည်မှုတွေပါဝင်တဲ့နဲ့ခံစားမှုဖြစ်တာမို့တကယ်လိုချင်တဲ့ချစ်ချင်းဟာတခဏတာအပြောမဟုတ်ပဲတဦးတယောက်ကိုတန်ဖိုးထားပြီးမျှတစွာချစ်ပေးနိုင်တဲ့ချစ်ချင်းတစ်ခုကိုပါခိုင်မာတဲ့အချစ်ဆိုတာဘာလဲပြောပြမယ်နော်ဒါကတစုံတရာကိုချစ်တယ်လို့ပြောရုံနဲ့တင်မပြီးသွားဘူးဒါကသူနဲ့သူရှိနေတဲ့အချိန်တိုင်းမှာ ကိုယ့်ရဲ့စိတ်ကခံစားချက်တွေအာယုံတွေနှလုံးသားတွေကို သူ့ကိုအတင်းမျှဝေပေးဖို့ကြိုးစားနေတာလည်းမဟုတ်ပြန်ဘူးခိုင်မာတဲ့အချက်ဆိုတာပူပြီးနှဆိုင်နေလေပြီးတော့ပူပြီးကြီးမာနေလေခိုင်မာတဲ့အချက်ဆိုတာသူနဲ့သူရှိနေတဲ့အချိန်တိုင်းမှာနှစ်ယောက်လုံးရဲ့စိတ်နှလုံးတွေကတခုလေဖြစ်နေတာမျိုးပါသူ့ရဲ့အာနယ်ချက်တွေအားသာချက်တွေကိုကိုကလက်ခံပြီးသူ့ကိုပြောင်းလဲဖို့မကြိုးစားတာပါ သူနဲ့စိတ်ရှိမတူညီတဲ့အခြေအနေမှာနှစ်ယောက်သားဘလို့ချိန်ညှိပြီးယူရမလဲဆိုတာစဉ်းစားပေးခြင်းမှာပကြီးဆွဲတဲ့ဆေးရောင်စုံလိုပဲပေါ့တရောင်နဲ့တရောင်ပေါင်းဆက်ပြီးအလှဆုံးပကြီးကားလေးတစ်ခုဖြစ်အောင်အတူတူဆေးရှည်ကြတာပဲလေတူတူရင်ဆိုင်ရမယ့်အခက်အခဲတွေကိုဘလို့ကြော်လွှားမလဲဆိုတာတွေပါအတူတူတိုင်ပင်ကြတာမျိုးလေစိန်ခေါ်မှုတွေပျော်ရွှင်မှုတွေဝမ်းနည်းမှုတွေဆိုတာအတူတူဖြတ်တန်းသွားရမယ့်ခရီးတစ်ခုပါဒါကတဦးနဲ့တဦးရဲ့ နှလုံးသားတွေကိုတခုတည်းဖြစ်အောင်ချိတ်ဆက်ပေးနိုင်တဲ့ကျွန်တော်တည်တဲ့ချစ်ချင်းမေတ္တာမျိုးပါယုံကြည်မှုတယောက်ကတယောက်ကိုတကယ်ချစ်တယ်ဆိုရင် သူ့အတွက်အရေးကြီးတာတွေစိတ်ထဲကထင်တာတွေကိုအမြဲပူပွင့်နေနေပြောပြချင်ကြတတ်တယ်လေအမြဲကိုထက်သူ့ကိုပို့ပြီးကောင်းစားစေချင်တယ်ကိုပါပဲဖြစ်နေဖြစ်နေသူ့ကျမ်းမာနေရင်ပြီးရောဆိုပြီးစိတ်ကိုထားတတ်ကြတယ်ဒါတွေဟာဂယူးဆိုင်မှုတွေပဲမဟုတ်လား တခါတလေအချစ်တခုမှလိုအပ်တာတွေကိုပြောပြဖို့မလိုပဲရနေတာဟာနေထွေးတဲ့ကဘာတစ်ခုလိုပါပဲတစုံတစ်ယောက်ကကိုယ့်ကိုဒီလိုမျိုးဂရုစိုက်ပေးပြီးအလေးထားပေးတတ်တာကို အပူတွေဆိုပြီးတော့မမြင်လိုက်ပါနဲ့တခါတလေကလေးတစ်ယောက်လိုအယုတ်ကလေးဖြစ်ဖြစ် စားစရာမုန်းတစ်ခုခုဖြစ်ဖြစ်ပေးလိုက်တဲ့အခါကလေးလေးကမလိုရင်းပဲလွှင့်မြိတ်လိုက်တဲ့အခါစိတ်ထဲမှာမကောင်းဖြစ်သွားတတ်တယ်မလားအဲ့ကလေးကိုစိတ်ဆိုးတာလည်းမဟုတ်ကိုယ့်ကိုယ်ကိုစိတ်ဆိုးတာလည်းမဟုတ် အလိုလိုနှလုံးသားထဲကိုစူးစိုက်သလိုခံစားရတယ်မဟုတ်လားဒီလိုပါပဲနှစ်ယောက်သားကြားမှာဂယူဆိုင်မှုတွေအလေးထားပေးမှုတွေကိုတန်ဖိုးထားတတ်ဖို့လိုတယ်ကိုကဥပိ္ပခာပြုလိုက်တာဟာတဖက်လူကိုနာကျင်စေသလိုနောက်တစ်ချိန်ပြန်မရနိုင်တော့တဲ့အခွင့်အရေးတွေလည်းဆုံးရှုံးသွားရတတ်တာကြောင့်တန်ဖိုးထားပါနော်ပြီးတော့ချစ်သူကြားမှာဂရီတွေထားတတ်ကြတာကလေတခါတလေဂရီတွေကပဲကိုယ့်ကို ပြန်ပူလောင်ရပြန်ရောနှစ်ယောက်သားကြားမှာဂရီတွေထားမယ် တယောက်ကိုတယောက်ဂရီးတွေပြီးပြီးဖျက်တမ်းကြတဲ့အခါမှာကိုမကြိုက်တာကို तू မလုပ်ရဘူး तू မကြိုက်တာကိုကိုမလုပ်ပါဘူးဘယ်ချိန်မှ ဖုံးခေါ်ရမယ်ဘယ်ချိန်မှမက်ဆေ့ပို့ရမယ်ဘယ်သူနဲ့မှနောက်ွယ်မှမရှုပ်ရဘူး Messenger password တွေပေးထားရမယ်စတာတွေပေါ့နှစ်ယောက်သားကြားမှာဒီလိုဂရီးတွေထားတာဟာတယောက်ကိုတယောက်ပိုင်ဆိုင်စီချင်တာကြောင့်လည်းအများကြီးပါပါတယ်ဒါပေမဲ့တခါတလေလူဆိုတာအမှားနဲ့မကင်းကြတာကြောင့်ဂရီးတွေကိုဖောင်မိတက်ကြတာပဲလေ အဲ့အချိန်ဒီဂရီတွေကြောင့်ကိုရိုင်းကသူ့အဖို့ကိုယုံကြည်ရခက်လာမယ်။နောက်တစ်ချိန်ဂရီတွေပေးထားရင်တော့သူ့သားမျိုးထက်လွတ်အောင်မလားဆိုတဲ့စိတ်ကရောက်နေတတ်တယ်လေ။ဒါကြောင့်ယုံကြည်မှုမှာဂရီတွေမလိုအပ်ပါဘူး။ဂရီတွေဆိုတာထားတဲ့ကြတာတော့လက်ခံပါလေ။ဒါပေမဲ့လူတစ်ယောက်ကိုကိုကတကယ်ယုံကြည်တယ်။သူကလည်းကို့ပေါ်မှာယုံကြည်တယ်ဆိုရင်တယောက်နဲ့တယောက်မိုင်းတွေဘလောက်ဝေဝေဘယ်နည်းရဲ့အဆက်အသွယ်ဖြစ်ဖြစ်ဒီဆက်ဆံရေးကတည်ရှိနေဦးမှာပါ။ဂရီတွေထက် သူ့ရဲ့ဖြစ်တည်မှုကိုနားလည်ပေးတာမျိုးတဖြည်းဖြည်းကိုဖြစ်စေချင်တာကိုပြုပွင့်လင်းလင်းပြောပြပေးတာမျိုးလုပ်တင်တာပါကတိတွေဟာတချိန်ချိန်မှာတော့ဖောက်မိကြတယ်ဒါပေမဲ့လေဖောက်ပြန်ခြင်းကိုတော့ယုံကြည်မှုတွေနဲ့ချိန်ဆောင်ထားလို့ရမှာမဟုတ်ဘူးဖောက်ပြန်ခြင်းကဘဝလက်တွဲဖို့လုံးဝမဖြစ်နိုင်တော့တဲ့အခြေအနေတစ်ခုပါကျွန်တော်ပြောချင်တာကတော့ဘာမဟုတ်တဲ့ဂတိအသေးတွေဖောက်ပြန်မိတာကြောင့်တန်ဖိုးရှိတဲ့ယုံကြည်မှုလေးတွေကြမကွဲရအောင်နှစ်ယောက်သားရဲ့နားလည်မှုနဲ့ပဲ ရှေ့ဆက်ကြတာကောင်းပါတယ်။ယုံကြည်မှုကဖန်ခွက်တစ်ခုလိုပါပဲ။တခြင်းကြပွဲသွားရင်ဘယ်တော့မှ ပြန်အကောင်ဖြစ်လာတော့မှမဟုတ်ပါဘူး။ဒါကြောင့်ဒီအသေးအမွှားဂရိလူတွေကစယုံကြည်မှုတွေကိုထိခိုက်လာနိုင်တယ်လေနော်။ဒါကြောင့်ဖြစ်ရင်ဂရိတွေနဲ့ရှေ့မဆက်ပဲခံယူချက်လေးတွေနဲ့ပဲရှေ့ဆက်ကြတာပဲကောင်းပါတယ်။ယုံကြည်မှုဆိုတာအချက်မှအခက်ရအကြပါပဲ။အချက်တစ်ခုကိုတည်မြဲအောင်စောင့်တည်ဖို့က တယောက်နဲ့တယောက်ဒီယုံကြည်မှုလေးတွေနဲ့ပဲရှေ့ဆက်သွားရတာတယောက်ကိုတယောက်ယုံကြည်မှလားစကားမပြောရသေးတာတော့သူဘာဖြစ်နေတယ်ဆိုတာလေးကအစကိုကသိနေတာမျိုးအတူရှိမနေတဲ့အချိန်တွေမှာတော့တန်တရားမရှိပဲဆင်းဖြောင်ဖြောင်လေးနဲ့နေရက်တွေကိုကုံဆုံးတာမျိုးဒါတွေကအချက်တခုမှငြင်းချမ်းမှု freedom တခုလိုပဲမဟုတ်လားယုံကြည်မှုဆိုတာတစ်ခါပြူလဲသွားရင်ပြန်တည်ဆောက်ဖို့ခက်ခဲတတ်တာကြောင့်တစ်ဖက်သားရဲ့လွတ်လပ်ခွင့်တွေကိုကိုကမချုပ်နှောင်ပဲ မဖြစ်နိုင်တဲ့အချက်အချာတွေကိုအတင်းလုံးယူတာမျိုးတို့သူသဘောကြသည်ဖြစ်စေမကြသည်ဖြစ်စေကိုသဘောကြရင်ပြီးရောဆိုပြီးအတင်းလုံးယူတာမျိုးတွေဟာတဖက်လူရဲ့အတွေ့အထဲမှာစိတ်မတက်မတားရရောက်တယ်လေပြီးတော့သူကငါ့ကိုမယုံနာများလားမသိဘူးဆိုပြီးတဖက်ကအတွေ့အထဲဝင်လာတတ်တာကြောင့်ဒီ relationship တခုဟာစိတ်ညစ်စရာလေးတွေကျုံလာနိုင်ပါတယ်နားလည်မှုချစ်ရှင်းဆိုတာအမြဲတမ်းနှွေးထွေးတဲ့ နေအောင်ကြီးတခုတော့ဘယ်ဟုတ်မလဲတခါတလေတိမ်တွေတိုးတက်လာတယ်မုန်တိုင်းလေတိုက်တက်လာတယ်အဲ့ဒလိုခါမျိုးမှာတဦးနဲ့တဦးအဆင်မပြေတာတွေက ဖြစ်လာတတ်တယ်ဒီအချိန်တွေမျိုးကကြုံတွေ့ရမှာပါပဲဒါပေမဲ့ဒီလိုမုန်တိုင်းတွေလာတိုင်းတယောက်ပေါ်တယောက်ထားတဲ့တန်ရုံးစင်တွေအချစ်တွေကပြက်စီးရစမြဲလားဘယ်ဟုတ်ပါမလဲလေတိုက်တိုင်းပန်းတွေကျွေမယ်ဆိုရင်ဘယ်ရှိတော့မှာလဲ ကဘာပေါ်ကပန်းလေးတွေဒီလိုအခြေအနေမျိုးမှာအမြဲတမ်းတည်ငြိမ်နေတဲ့တစင်းတစွာပင်လယ်တခုလိုနားလည်မှုတွေအလွာထက်နေဖို့လိုတယ်လေပင်လယ်ရဲ့မျက်နှာပြင်မှာ လေတိုက်တိုင်းလှိုင်းတက်လှိုင်းကျဖြစ်နေတယ်။တခါတလေမုန်တိုင်းတွေကဆူရွာလှနိုင်တယ်။ဒါပေမဲ့ပင်လယ်ရဲ့အနက်ဆုံးထဲဒီကိုဆင်းသွားမယ်ဆိုရင်အဲ့ဒီမှာလှိုင်းတွေလည်းရှိမှာမဟုတ်ဘူး။တုံ့နှုံးမှုတွေလည်းရှိမှာမဟုတ်ဘူး။ငြိမ်သက်နေတဲ့အလွာတွေပဲရှိနေမှာပါ။ စကားပြောနေရင်မျက်လုံးထဲမှာပြောင်းလဲလာတဲ့အယောင်လေးတွေကိုသတိထားမိတတ်ရင်ပေါ့သူကအဆင်ပြေပါလေလို့ပြောတဲ့အခါတကယ်ရောသူအဆင်ပြေရဲ့လားလို့တွေးမိတတ်ရင်ပေါ့လေနားလည်မှုမရှိတဲ့ချစ်ချင်းတခုဟာရေပေးမထားတဲ့မျက်ခင်းတခုလို့စိမ့်ဆူနေမှာမဟုတ်ပါဘူးမြူခိုးတွေထဲမှုံဝဝဖြစ်နေတဲ့ခြံစည်းရိုးမဲ့အိမ်တိမ်လို့ဖြစ်နေမှာပါတယောက်ကိုတယောက်နားလည်နိုင်တဲ့အခါအပြစ်ရှာမနေတော့ဘူးတယောက်ကိုတယောက်နားလည်နိုင်တဲ့အခါရှင်းပြစရာမလိုနေတော့ဘူး တခါတလေစကလုံးတွေထက်တိတ်ဆိတ်ပြီးတော့သူ့အပေါ်မှာနားလဲပေးနိုင်ဖို့စူးစမ်းကြည့်တာကပိုကောင်းတယ်လေတခါတလေမှာအမားတစ်ခုထက် သူ့ရဲ့ကောင်းခြင်းလေးတွေကိုရွေးပြီးမြင်တတ်တာကလည်းနားလဲခြင်းတစ်ခုပဲမဟုတ်လားပြီးတော့ချစ်ရှင်တရားဟာပြန်ဆိုင်မှုမဟုတ်ဘူးလေသူ့မှန်းနဲ့ကိုမားတယ်လို့ဆုံးဖြတ်ရမယ်တစုံတရာလည်းမဟုတ်ဘူးတချို့ခါတွေမှာလက်လျှော့ပေးခြင်းကလည်းအနိုင်ရခြင်းဖြစ်နေနိုင်တယ် တခါတလေမှာတဖက်ကတောင်းပန်စရာမလိုပဲကိုကနားလေပေးနိုင်တဲ့အစွမ်းကလည်းအချစ်ကိုပုံမူခိုင်မာစေတယ်လေမတူညီတဲ့အတွေ့တွေဆုံးဖြတ်ချက်တွေကိုနားလည်နိုင်ဖို့ချစ်ချင်းတရားဟာမကောင်းတဲ့နေ့တွေမှာတော့နှစ်ယောက်လုံးအတွက်ကောင်းချင်းလေးတွေကြံရှိနေစေဖို့လိုတယ်မဟုတ်လားနားလည်မှုဆိုတာအမှုပညာတစ်ခုလိုပါပဲ तू မပြောနိုင်တဲ့စကားတွေ तू မဖော်ပြနိုင်တဲ့မျက်ဝန်းတွေကမျက်ရည်တွေအတွက်စိတ်ပြည့်နေလားဆိုပြီးမေးခြင်းမဟုတ်ပဲ သူ့ခံစားချက်တွေနားထောင်ပေးခြင်းနဲ့စိတ်ကလေးရဲ့ဘာလို့ဒီလိုတွေလုပ်နေတာလဲမေးခြင်းမဟုတ်ပဲမင်းဘလို့ခံစားနေလဲနားလဲခြင်းနဲ့ဆိုတော့ဂယုဏလေးတွေဒါတွေဟာဒါတွေဟာတရားလေးဖြစ်နေတဲ့ခံစားချက်တွေ ਨੇ တစ်ဖက်သားပေါ်နေထွေးပေးနိုင်ဘူးပဲမဟုတ်လားဒါကြောင့်သူသာကိုယ့်ရဲ့မနှက်ပြန်တွေထဲမှာအမြဲတမ်းရှိနေမဲ့သူဆိုရင်နားလဲမှုဆိုတဲ့အရာလေးတွေ ਨੇ ကောင်းခြင်းတရားတွေကို အမြဲကိုယ်ရင်ထဲမှာရှိနေအောင်ကြိုးစားရမှာပဲလေ ။တစ္ဆာတရားရဲ့အဓိပ္ပာယ်။အချက်ဟာတစ်ပင်တပင်ကြီးထွားလာတယ်လို့ပါပဲ။တစ္ဆာတရားဟာအပင်ရဲ့အမြစ်လို့ယုံကြည်မှုဟာပင်စီလို့စိတ်ချရမှုဟာလည်းအကိုင်းခက်တွေလို့ပျော်ရွှင်မှုနဲ့အေးချမ်းနိုင်မှုဟာလည်းအပွင့်နဲ့အသီးတွေလို့ပါပဲ။တစ်ပင်တပင်ကိုစိုက်ပျိုးဖို့အမြစ်တွေခိုင်မာဖို့လိုတယ်လို့အချက်ကိုလည်းတစ္ဆာတရားနဲ့စတင်ဖို့လိုတယ်လေ။အမြစ်ခိုင်မာမှာတစ်ပင်ကကြီးထွားပြီးအသီးအပွင့်တွေလည်းဖြစ်ထွန်းနိုင်တယ်လို့ တစ္ဆာတရားရှိမှအချစ်ဟာခိုင်မာပြီးပျော်ရွှင်မှုတွေဖြစ်ထွန်းလာနိုင်မှာပေါ့ငှက်တွေဟာတကောင်နဲ့တကောင်တစ္ဆာရှိကြပါတယ်ဘလောက်ဝေဝေဘလောက်ခက်ခဲခက်ခဲသူတို့ဟာအမြဲတကောင်နဲ့တကောင်ပြန်လဲစုံစည်းကြပါတယ်အချစ်ဟာလည်းတစ္ဆာရှိမှုနဲ့အတူတူပျော်ရွှင်စွာပြန်တန်းနေတဲ့ပုံစံလိုပါပဲဒီတစ္ဆာတရားဟာလည်းကဘာပေါ်ကတန်မိုးအရှိဆုံးအရာတစ်ခုပဲမဟုတ်လား အခြေတစ်ခုမှာတစ္ဆာတရားဟာအရန်ကို အရေးကြီးပါတယ်။ဘာလို့လဲဆိုတော့တစ္ဆာမထားနိုင်ကြတဲ့ချက်ချင်းတစ်ခုဟာအချိန်မရွေးပြိုလဲသွားနိုင်လို့ပါ။တစ္ဆာတရားဟာအခြေရဲ့ယုံကြည်မှုတွေလေးစားမှုတွေနဲ့တာဝန်ယူမှုတွေကိုပုံမူခိုင်မာစေတယ်လေ။ဥပမာပြောရရင်တစ်ပင်တစ်ပင်နဲ့နှိုင်းပြီးပြောရမယ်။အမြင့်ခိုင်မာပင်စည်တမ်းမယ်။ဒါဆိုရင်အသေးပွင့်တွေနဲ့အရေးတွေပါပေးနိုင်လိမ့်မယ်။ဒီလိုပဲတစ္ဆာတရားရှိမယ်ဆိုရင် အချစ်ဟာပုံမနှက်ဆိုင်ပြီးစိတ်ချရတဲ့ဆက်ဆံရေးတစ်ခုဖြစ်လာမှာပါပဲ။ဒါကြောင့်မို့တစ္ဆာတရားဟာအချစ်တစ်ခုကိုစတင်နိုင်ခြင်းမှာအဓိကစက်ကောင်နေရာမှာရှိပါတယ်။တစ္ဆာတရားဟာအချစ်တစ်ခုမှာစိတ်ချရမှုယုံကြည်မှုငြိမ်းချမ်းမှုတွေကို ခံစားရစေပါတယ်။ဒီခံစားချက်တွေဟာအချစ်ရဲ့အနှစ်သာရကိုပုံမနှက်ဆိုင်စေပြီးဆက်ဆံရေးကိုပုံမခိုင်မာစေတယ်လေ။တစ္ဆာတရားရှိမှကိုယ့်ရဲ့ချစ်သူကို စိတ်ချလက်ချယုံကြည်လို့ရမယ်။ဘာပဲဖြစ်ဖြစ်သူဟာကိုယ့်ဘက်ကပဲရည်တည်ပေးမယ်ဆိုတဲ့စိတ်လေးတွေဒီထဲကပဲပေါ်ပေါက်လာတာမဟုတ်လား။ပြီးတော့သူပြောတဲ့စကားတိုင်းသူလုပ်တဲ့အရာတိုင်းကိုယုံကြည်လို့ရတဲ့ခံစားချက်ဟာလည်းအချစ်ကိုပုံမခိုင်ပါစေရဲ့လေ။ဘာမှစိုးရိမ်မှုမရှိပဲကိုယ့်ရဲ့ချစ်သူနဲ့အတူဘဝကိုအေးအေးချမ်းချမ်းဖြတ်တန်းနိုင်တဲ့ခံစားချက်ဟာအဖို့မဖြစ်နိုင်ပါဘူး။ကိုယ့်ရဲ့ချစ်သူကိုလေးစားပြီးတန်ဖိုးထားတဲ့ခံစားချက်ဟာလည်း အချစ်ကိုပုံမှန်နဲ့ဆိုင်စေပါတယ်။ဘာပဲဖြစ်ဖြစ် သူဟာကိုယ့်ဘက်ကပဲရည်တည်ပေးမယ်ဆိုတဲ့ခံစားချက်မျိုးလေ။ဒါကြောင့်ဒီတစ္ဆာတရားဟာဒီခံစားချက်လေးတွေနဲ့အတူအချစ်ကိုပုံမှန်နဲ့ဆိုင်စေပြီးဘဝမှာလည်းအမြဲကိုယ့်ကို လိမ့်ပြာတန်နေစေမှာပါ။ C တယောက်နဲ့တယောက်ရေဆက်ပါလို့ဆုံတွေ့ခဲ့ကြပြီး အချစ်တစ်ခုကို အတူတူဖန်တီးကြတဲ့အခါမှာတယောက်ကိုတယောက်လေးစားနိုင်ဖို့နားလည်နိုင်ဖို့အတွက် စီးဆိုတာလိုအပ်လိုက်ပါတယ်။ခြေရှင်းဆိုတာဟာလည်းကိုယ်တယောက်တည်းပိုင်ဆိုင်မှုမဟုတ်ဘဲအတူတကွလက်သွဲပြီးငြိမ်းချမ်းမှုတစ်ခုကိုစောင့်တည်ဖို့ပါ။အဲအခါမှာကိုကသူ့ရဲ့လူမှုဆက်ဆံရေးတွေထဲကိုဝင်မစွတ်ဖက်ဖို့လိုတယ်။သူ့ရဲ့မိသားစုသူ့ရဲ့တငယ်ချင်းတွေနဲ့သူ့ရဲ့လွတ်လပ်မှုတွေပျော်ရွှင်မှုတွေကိုကိုကလက်ခံပေးတတ်ရမယ်။သူ့ရဲ့တူညီတဲ့အချင်းစရိုက်တွေသူ့ရဲ့စိတ်နေသဘောထားတွေကိုလည်းနားလည်ပြီးလက်ခံနိုင်ဖို့လိုအပ်တယ်။တခါတလေ ူတယောက်တည်းနေခြင်းတက်တဲ့အခါရှိမယ်။အဲ့ဒီအချိန်ကိုကိုအရင်လိုဂယူးမဆိုင်တော့ဘူးပြစ်ထားတယ်ဆိုပြီးလို့မထင်ပါနဲ့။တချို့အချိန်တွေမှာသူ့ကိုယ်သူပြန်ရှာဖွေဖို့အချိန်ဆိုတာလဲလိုအပ်တာကြောင့်ဒီယာတွေဟာကိုယ့်ဘက်ကနားလေဖြည့်ပေးရမယ်စီးတစ်ခုလိုပြောရင်မမှားပါဘူး။ပြီးတော့တယောက်နဲ့တယောက်ကြားမှာယုံကြည်မှုထားရမယ်။သူ့ကိုယ်ကိုမလိမ်ဘူး။သူမဖောက်ပြန်ဘူးဆိုပြီးစိတ်ချနိုင်ရမယ်။သူ့ကိုနှီးမျိုးစုံနဲ့မထောင်လန်းပါနဲ့။ပြီးတော့ စစ်ဆေးတဲ့မိခုံးမျိုးတွေနဲ့မမေးပါနဲ့ဒါဟာယုံကြည်လို့ရတဲ့သူတယောက်ပေါ်မှာဆိုရင်ကိုယ့်ရဲ့ပြုမှုတွေကြောင့်တစ်ဖက်လူအတွက်နေထိုင်ရခက်ခဲစေတယ်ဆိုတာအမှန်ပါသူနဲ့ဖုံပြောတဲ့ချိန်တွေမှာလည်းမိခုံးတွေမျိုးမျိုးမိပြီးကိုယ်ခံစားချက်တွေကိုပဲရှေ့တန်းတင်တာထက်ဆိုင်ရင်အခုအချိန်မှာနှစ်ယောက်သားချာမှာတယောက်နဲ့တယောက်ယုံကြည်မှုတွေနဲ့ချစ်ချင်းမြတ်တာတွေခိုင်မြဲနေစေပဲဆိုတဲ့သဘောထားနဲ့ဆက်ဆံကြတာကောင်းပါလေပြီးတော့သူ့ရဲ့အသိကိုနားလည်ပြီးနိုင်ရမယ် သူဘာတွေဖြစ်ခဲ့ဘူးလဲဘယ်သူနဲ့ချစ်ခဲ့ဘူးလဲဘာကြောင့်ပြတ်ခဲ့တယ်ဆိုတာတွေကိုအခုအချိန်မှာမေးဖို့မတင်တော်ဘူးလေသူဘာတွေပဲ ဖြစ်ခဲ့ဖြစ်ခဲ့အတိတ်ဟာအတိတ်မှာကြံခဲ့ပြီမလို့လက်ရှိအချိန်မှာသူကကိုယ်နဲ့ဘဝကိုစတင်နေတဲ့သူဟာနောက်ထပ်ဖြစ်လာမယ့်အနာဂတ်ကိုပဲပိုကူးဆိုင်ပေးဖို့လိုအပ်တယ်။ဒါကြောင့်အတိတ်ကအကြောင်းအရာတွေကိုသူ့အတွက်ပြီးဆုံးခဲ့ပြီးတဲ့ဘဝတစ်ခုလို့ဒါမြင်မိဖို့လိုအပ်ပါတယ်။လူရယ်လို့ဖြစ်လာရင် privacy ဆိုတာရှိကြတယ်။ တချို့အရာလေးတွေကို အတင်းအကျပ်တိဖို့မကြိုးစားပါနဲ့တချို့အရာတွေဟာသူမိထားတဲ့အကြောင်းအရာတွေဖြစ်နေပြီမလို့သူ့ရဲ့ diary privacy လည်းဖြစ်ရှင်ဖြစ်မယ်မိသားစု privacy ဖြစ်ရှင်ဖြစ်မယ်ကိုရေးကိုယ်တာ privacy ဖြစ်ရှင်ဖြစ်မယ်ဒါတွေကိုနားလည်ပေးရမယ်ဒါဟာလည်းအချစ်မှာအခေယာကြတဲ့စီးတမျိုးပါပဲတခါတလေသူ့အိမ်မက်တွေကိုလည်းကိုကသူ့နဲ့တိုင်ပင်ပေးတာမျိုးတွေကိုစဉ်းစားပေးတာမျိုးတွေတော့ရှိတင်နေကိုဘာဖြစ်ရှင်နေ အနာဂတ်အတွက်ဘလို့စဉ်းစားထားတယ်ဆိုတာတွေကိုလည်းသူနဲ့သူတိုင်ပင်ပြီးသူဘာဖြစ်ရှင်နေဆိုတာကိုလည်းကိုကကိုညီစဉ်းစားပေးတာမျိုးတော့ရှိတင်တယ်မဟုတ်လားသူကအမြဲတမ်းကိုရဲ့ကဘာမှာအလိုက်တင်ရှိနေရမယ်လို့မတွေးပါနဲ့သူ့ရဲ့ကဘာမှာလဲသူ့အိမ်မက်တွေအတွက်တီးတဲ့နေရာလေးတွေရှိနေမှာပဲလေကိုချစ်သူကတခါတလေပြောပြဖို့ခက်ခဲနေတဲ့အရာတွေရှိနေနိုင်တယ်တခါတလေခံစားချက်တွေကိုရှင်းပြဖို့ခက်ခဲတတ်တယ် အဲ့ဒီအချိန်လေးတွေမှာ သူ့ကိုနားလည်ဖို့ကြိုးစားရမယ်။ तू မလုပ်တတ်တာ၊ तू မဖြစ်ရှင်းနိုင်တဲ့အရာတွေနဲ့ကြုံလာတဲ့အခါတယောက်တည်းခံစားနေတတ်ကြတာကလူတွေရဲ့တဘာဝပဲမဟုတ်လား။အဲ့အချိန်မှာသူ့ကိုနားလည်ဖို့ကြိုးစားပြီးသူ့ရဲ့အားနည်းချက်တွေကိုကာကွယ်ပေးတတ်ရမယ်။ချစ်ရှင်းမြတ်တာဆိုတာလွတ်လပ်မှုနဲ့လှပမှုပါ။အချစ်ဟာကြမ်းတမ်းမှုမဟုတ်ပဲနူးညံ့တဲ့အရာလေးတစ်ခုပါ။တွားရမယ့်လမ်းမှာတယောက်ပေါ်တယောက်စီးဆောင်ရင်းနားလည်မှုလေးစားမှု ယုံကြည်မှုတွေကိုအတူတူတည်ဆောက်ပြီးသူညီစွာဖြတ်တန်းကြဖို့မျှော်လင့်မိပါတယ်။လေးစားမှုအချစ်ဟာကိုယ့်ဘဝမှာဘယ်လောက်ထိအရေးကြီးလဲဆိုတာကိုဘယ်ရွယ်ကလေးကစပြီးသတိထားမိလာတာလဲ။အဲချစ်ကိုရောထိတွေ့ဖူးပြီးပြီလား။အံ့ဩစရာပဲနော်။မမြင်ရတဲ့အရာတွေကပိုပြီးစွမ်းအကြည့်နေတာလေ။အချစ်ကြောင့်တချို့ဘဝတွေပြောင်းလဲသွားကြတယ်။ပြည့်စည်သွားကြတယ်။ပိုပြီးတော့မြင့်မားသွားကြတာတွေလည်းရှိတယ်။ အချစ်ကြောင့်တချို့ဘဝတွေပြောင်းလဲသွားကြတယ်ပျက်စီးသွားကြတယ်ပူပြီးမြင်မာသွားကြတာတွေလည်းရှိတယ်မျက်စိနဲ့မမြင်နိုင်တဲ့ဆွမ်းအားတကူဟာလူတယောက်ရဲ့ဘဝကိုပြောင်းလဲသွားစေနိုင်တဲ့ဘာကြောင့်လဲတွေးကြည့်ရင်ရိုးရှင်းပါတယ်လူတယောက်ကိုပြောင်းလဲသွားအောင်လုပ်နိုင်တဲ့အချိန်မှာပေါင်းဆက်ရောနှောထားတဲ့ respect ဆိုတဲ့ဆွမ်းအားတကူရှိနေတာပါ respect လို့ပြောတာရင်လူတိုင်းပါးစပ်ပေါက်မှာတတလေးပြောနိုင်တဲ့စကားလုံးတစ်ခုပါပဲဒါပေမဲ့ သူတို့ရဲ့နှလုံးသားထဲမှာအဲ့အရာကိုမထည့်ထားနိုင်ကြဘူး။ဘာကြောင့်လဲဆိုတော့စွမ်းအားကြီးတဲ့အရာတွေကိုစွမ်းအားကြီးမတဲ့အရာတွေကပဲ control လုပ်နေတာမလို့ပါ။လေးစားမှု respect ဆိုတာဘာလဲလို့မေးရင် လေးစားမှုဆိုတာတယောက်နဲ့တယောက်ကိုရင်းစာတက်ပြီးတစ်ဖက်လူရဲ့ခံစားချက်တွေအသွေးအမြင်တွေစံနာတွေကို နားလည်လက်ခံပေးတာပါ။ကိုနဲ့မတူတဲ့အရာတွေကိုလည်းလက်ခံပြီးလေးစားတန်ဖိုးထားခြင်းလို့ဖြေရမှာပါ။တနည်းပြောရရင် တန်ဖိုးထားတတ်တာပါဒီຢာတွေကဘယ်ကနေစလဲဆိုတော့ကိုချစ်တဲ့ຢာလေးတွေကိုမျက်နှိုးຢာကနေစတယ်ဘန်းတွေကိုချစ်တဲ့လူတယောက်ဟာကိုစိုက်ပြိုးထားတဲ့ဘန်းကိုသူ့ရင်ထဲမှာမျက်နှိုးမှာပဲသူ့တန်ဖိုးထားမှာပဲသူ့စိတ်ထဲကဘန်းကိုတန်ဖိုးထားတာကြောင့်အဲ့ဒီဘန်းလေးပြက်စီးသွားအောင်လို့သူ့ဘယ်တော့မှလုပ်မှာမဟုတ်ဘူးဒီလိုပါပဲပကြီးစရာတွေဟာလည်းသူ့ဆွဲတဲ့ပကြီးကားကိုတခြားလူဘလို့ပဲမြင်မြင်သူ့မျက်နှိုးနေမှာပါသူ့တန်ဖိုးထားမှာပဲမဟုတ်လား response ဆိုတဲ့အရာကလည်းဒီလိုຢာတွေကနေစတယ်ဆိုတော့အခုခေတ်မှာတချို့လူတွေက သူတို့ချစ်တဲ့လူဘော respect ထားဖို့တတဘလို့ဖြည့်ဆည်းလိုက်ရမလဲဆိုပြီးတွေးနေကြတော့တာပဲလေအချစ်ဆိုတာဟာအခုခေတ်မှာတော်တော်လေးကိုရမ်းရာကြနေပြီတကယ်တော့အချစ်ဟာငြိမ်းချမ်းမှုဟာအချစ်ဟာနှွေးထွေးမှုဟာဒါတွေကိုအနဲ့ရောင်ဆိုးလူတွေကဆိုတန်ဖိုးဆိုတာဘာမှမသိတဲ့သူတွေကလည်းသူတို့ဆိုးရမြအယောင်ကိုကိုယ့်အတွက်အကောင်းလို့ပဲခံယူနိုင်ရတာကိုပဲ ရှင်းနာမိတာပါတဖက်သားကအားငယ်နေတဲ့အခါကိုကသူပြောတာကိုဂယုတဆိုင်နားထောင်ပေးတာမျိုးအဆိုးကောင်းတွေကိုဝေမျှပြောပြီးစုံမတင်တာကိုစုံမတာမျိုးဒါတွေကတဖက်သားအပေါ် respect ထားမှုတခုပါသူ့ရဲ့စကားလုံးတွေကိုဂယုဆိုင်တာသူ့ရဲ့အပြုံးလေးတွေကိုချစ်မြတ်နိုးတာပြီးတော့သူ့ရဲ့ခန္ဓာကိုယ်ကိုတန်ဖိုးထားတာသူ့ပေါ်မှာထားတယ်ကိုရဲ့ချစ်သူနေရာကဆိုလဲဟုတ်တယ်အကူနေရာကဆိုလဲဟုတ်တယ်မိဘနေရာကဆိုလဲဟုတ်တယ် ကိုယ့်ရဲ့စိတ်ကိုကိုကိုတိုင်တန်မိုးထားတာပါဒါတွေဟာအချစ်ရဲ့နောက်ွယ်ကစွမ်းအားကြီးတဲ့ respect တွေပါပဲတယောက်နဲ့တယောက်စကားပြောတဲ့အခါရိုင်းစိုင်းတဲ့စကားလုံးတွေပါလာတာတယောက်ကိုတယောက်အပြစ်ပြောတာ အနိုင်ယူတာမလုပ်တင်တာတွေကိုလှုပ်တာ မပြောတင်တာတွေကိုပြောတာဒါတွေဟာတိမ်နေနေပြီးတယောက်ကိုတယောက်တည်အောင်တက်နေကြလို့ပါပဲတကယ်တော့လေတယောက်ပေါ်တယောက်ရိုးရိုးတည်တည်နဲ့ပြောဆိုဆက်ဆံတာရည်စရာပြောတဲ့အချိန်ပြော အားငယ်ချိန်မှာအဖေစကားပြောပြီးရံဖြစ်တဲ့ခါမှာလဲလက်မပါပဲရိုင်းစဲတဲ့စကားလုံးလေးမတုံးတာအခြေတစ်ခုမှာဒါတွေဟာအရေးကြီးပါတယ်အခုခေတ်အခြေကခန္ဓာကိုယ်ကို ပေးဆက်မှ အခြေလို့ထင်လာကြတယ်မပေးဆက်နိုင်ရင်တကယ်မချစ်လို့ဆိုပြီးတော့ခေါင်းစဉ်တက်ကြတယ်တန်ဖိုးဆိုတာဘာမှမသိတဲ့သူတွေကလည်းစူးဒမြအယောင်တွေတိုင်းအဖြူလားအနက်လားမသိကြတော့ဘူးပျော်ပျော်ကြီးပေးဆက်ကြပါလေရောတကယ်တော့ဒါတွေကအခြေမဟုတ်ပါဘူး တခဏတာမှာသူတို့လိုချင်တဲ့စီစဉ်သားတွေအတွက်မင်းကိုအတုံးချတာပါဒါကိုနားလည်စေချင်တယ်တကယ်ဖြူစင်းတဲ့အခြေကအဲ့လိုမျိုးဘယ်တော့မှမတောင်းဆိုဘူးပြီးတော့ဘယ်တော့မှလည်းမင်းရဲ့တန်ဖိုးကိုမဲစေမှာမဟုတ်ဘူးဒါကိုသိထားဖို့ကောင်းပါတယ်ချစ်တာကတော့ချစ်တာပဲဒါပေမဲ့သိခါရှိတဲ့အခြေတစ်ခုကဘယ်တော့မှတန်ဖိုးမဲစေမှာမဟုတ်ဘူးဒါတွေဟာအခြေတစ်ခုမှာအယံစွမ်းအားကြီးတဲ့ respect ပါလှပတဲ့ပန်းလေးတစ်ပွင့် မြေမှာမကျသွားအောင်မြန်နိုးတံမိုးထားတဲ့နှလုံးသားလေးတစ်စုံဟာအမြင်ဆုံးမှပဲရှိနေဖို့လိုလားနေမှာပါကိုကိုရိုင်းကလည်းမနှမ်းရှက်ရဲ့ပြန်မှုပွင့်ဖွဲ့လေးတွေကြွေကျသွားမှစိုးလို့တယ်လေကျွန်တော်ကခမည်းဖြစ်ခင်ကဘာပေါ်ကအလှဆုံးသောပန်းလေးတဝင်းကိုကျွန်တော်တို့ဟာဘယ်ရဲ့စီမှာမှလိုက်ရှာနေရမလို့ပါထိုပန်းလေးဟာကျွန်တော်တို့ရင်ထဲမှာအမြဲရှိပါတယ် အဲ့ပန်လေးဟာတစုံတယောက်လည်းဖြစ်ချင်းဖြစ်နိုင်တယ်။ဒါမှမဟုတ်ကိုကိုတိုင်းလည်းဖြစ်ချင်းဖြစ်နေနိုင်တယ်။လူတိုင်းတန်ဖိုးမထားပေမဲ့ကျွန်တော်တန်ဖိုးထားတယ်။ဒီပန်လေးဟာစိတ်ထားပြုစင်တဲ့တစုံတယောက်အတွက်ကျွန်တော်စိုက်ပျိုးထားတာ။ကျွန်တော်ကိုနားလည်ပေးနိုင်မဲ့လူတယောက်အတွက်ကျွန်တော်စိုက်ပျိုးထားတာ။ကျွန်တော်ပေါ်တစ္ဆာရှိနိုင်မဲ့လူတယောက်အတွက်ကျွန်တော်စိုက်ပျိုးထားတာပါ။တစုံတယောက်ကိုတော့ကျွန်တော်တကယ်ပေးဖြစ်မှာပါ။ ရေဆက်ဆုံလို့တကယ်ချစ်မိသွားတဲ့လူတယောက်ကျွန်တော်ဘဝမှာရှိခဲ့ရင်မို့လေချစ်သူဘဝမှာအမြဲတမ်းတာယာပြီးအေးချမ်းစရာတွေပဲရှိနေရမယ်လို့ကျွန်တော်မဆိုလိုပါဘူးဒါပေမဲ့ဖြစ်နိုင်ရင်အမြဲတမ်းသူ့ကြောင့်ကျွန်တော်အေးချမ်းနေတာမျိုးလို့ရှင်နေသူ့ကြောင့်ကျွန်တော်ခွန်အားတွေရစေတာမျိုးသူ့ကြောင့်ကျွန်တော်အမြဲပျော်ရွှင်နေတာမျိုးတော့ကျွန်တော်လိုချင်တယ်ပူပင်စရာလေးတွေအတူတူဖြည့်ရှင်ပြီးတယောက်ကိုတယောက်ခွန်အားတွေပေးခြင်းနဲ့ပြီးတော့ တယောက်ကိုတယောက်အမြဲတမ်းနားလည်ခွင့်လွှတ်မှုတွေနဲ့ချစ်နေခြင်းနဲ့ဒါဟာကျွန်တော်ရဲ့အတ္တလို့ပဲပြောရမလားကျွန်တော်ပြောပေမဲ့တစုံတယောက်ကကျွန်တော်နဲ့အတူတူနေရတာကိုမပြောတော့ဘူးဆိုရင်ရောကျွန်တော်နဲ့စကားအတူတူပြောရတာကိုစိတ်ထဲမပြောတော့ဘူးဆိုရင်ရောကျွန်တော်လူကြီးမှားသွားခဲ့ပြီလို့ကိုယ့်ကိုယ်ကို ပြောနိုင်လို့လားပြီးတော့ဘယ်တော့မှလည်းလူကြီးမှားခဲ့မှာမဟုတ်ပါဘူးကျွန်တော်သူ့ကိုချစ်ခဲ့လို့ကျွန်တော်ကတ်တွယ်ခဲ့တာမဟုတ်လား လူဆိုတာလူတိုင်းသားရနေရင်တော့ဘယ်ဟုတ်ပါမလဲဒါကိုနားလဲပါလေတနေ့နေ့ကြလို့ကျွန်တော်မဖြစ်မနေကြံနေခဲ့ရမယ့်အချိန်ကိုရောက်လာခဲ့ရင်တော့ကျွန်တော်ကျင်းနဲ့စွာကြံနေခဲ့မှာဒါပေမဲ့လေအဲ့ဒီအချိန်ကိုမရောက်သေးခင်မှာကျွန်တော်ခမည်းကို နားလဲစေခြင်းနဲ့အရာတစ်ခုကိုကျွန်တော်ပြောပြခဲ့ခြင်း ਨੇ အဲ့ဒါကကျွန်တော်ကခမည်းဖြစ်ခဲ့ရင်လေကိုကိုကိုတန်ဖိုးထားတဲ့လူတယောက်ကိုဘယ်တော့မှ မေးပြမှာမဟုတ်ဘူးပြီးတော့ကိုယ့်ဘောတစ္ဆာရှိခဲ့တဲ့ လူတယောက်ပေါ်မှာလဲဘယ်တော့မှတစ္ဆာဖောက်သွားမှာမဟုတ်ဘူးဒါလေးပါပဲကျွန်တော်ရင်ထဲမှာရှိတဲ့ဖြူစင်တဲ့ပန်းလေးတစ်ပွင့်လို့ခမ ्या ကိုဖြစ်စေခြင်းခဲ့တာအမှန်ပါဖြူစင်ခြင်းတရားနဲ့ခမ ्या ကိုထတ်သူကြားစေခြင်းခဲ့တာပါတကယ်လို့ဒါကျွန်တော်အယောင်စွန်းနေခဲ့ရင်တော့မှခမ ्या ဖြူစင်နေခဲ့ရင်ကျွန်တော်ခမ ्या ကိုအတူယူပြီးအသက်နိုင်ဆုံးခမ ्या လိုဖြူစင်အောင်နေထိုင်သွားမိမှာပါဒါလေးတွေကတော့ စိုင်းစရာဝင်းမြတ်ဟန်ရေးသားထားတဲ့ကျွန်တော်သာခမားဖြစ်ခဲ့ရင်ဆိုတဲ့စာအုပ်လေးတွေကအကြောင်းအရာလေးတွေပဲဖြစ်ပါတယ်။အဆုံးထိနားဆင်ပေးခဲ့ကြတဲ့မိတ်ဆွေများအလုံးကျေးဇူးများတင်ပါတယ်။မိတ်ဆွေတို့ဘဝမှာလည်းတာယာပျော်ရွှင်တဲ့အချက်တွေကိုပိုင်ဆိုင်နိုင်ကြပါစေ။